မ္ဘာတစ်ချက်ကတော့မြန်မာနဲ့ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံကယုံကြည်စိတ်ချတဲ့ရင်းနှီးတဲ့မြို့စီကောင်းနိုင်ငံတွေဖြစ်ပါတယ်။ရုရှားနိုင်ငံကကမ္ဘာမြောက်ချမ်းမှာအရှိနဲ့တော့ဒါရှီလားစွာဟလာဒီအရှိအဆိုလဲအာရှဒေသနေပြီးအနောက်ဘက်ဥရောပဒေသတိဒါကျယ်ပြန့်စွာရှိတဲ့ဒါမဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ပထဝီနေထားလည်းရေးပါတဲ့နိုင်ငံတစ်ခုဖြစ်သလိုနိုင်ငံတကာတွေစိတ်ဝင်စားမှုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဘလောက်ပဲဟလာဒီ ရုရှားနိုင်ငံရဲ့ဒီဖြစ်ထွန်းအောင်မြင်မှုတွေကိုတိုက်ခိုက်နေပြီရုရှားနိုင်ငံရဲ့ကြိုးပမ်းချမ်းသာမှုနဲ့ဤပညာတွေကိုတော့ဘယ်လိုမှသူတို့နှိမ်နှင်းလို့ရမှာမဟုတ်ပါဘူး။အဲကြောင့်ခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့ကြိုးပမ်းမှုနဲ့ဒါကြောင့်ခင်ဗျားတို့ရဲ့ကြိုးပမ်းမှုနဲ့ဤပညာတွေကိုကျွန်တော်တို့အရှတိတာမှာလာရောက်ဖြန့်ကျက်ပြီးဆောင်ရွက်စီလို့တယ်။ဒီအခွင့်အရေးကိုမြန်မာနိုင်ငံခင်ဗျားတို့ကျွန်တော်ပေးခြင်းပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာယူကြီးဆွတ်ချတာနဲ့ ဒါရောရင်းနှီးမြှုပ်နှံဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်အဲ့ဒါဒီရင်းနှီးမြှုပ်နှံဖို့မလုပ်ခင်မှာမြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါဒီမှာလာတဲ့ဒီမှာလာတဲ့မြန်မာနိုင်ငံပါလာတဲ့အဖွဲ့တွေကမြန်မာနိုင်ငံကိုကိုယ်စားပြုပြုလာတဲ့လူတွေဖြစ်ပါတယ်မြန်မာနိုင်ငံကိုခင်ဗျားတို့လာမယ်ဆိုရင်မြန်မာနိုင်ငံသားတွေရဲ့ပဂရိအခြေအနေကိုလည်းဒီတဲ့ပုံပြီးသိရှိမှာဖြစ်ပါစီဝိုင်းလို့တဲ့ခါမှာလဲဒါခင်ဗျားတို့စီဝိုင်းလို့တယ်ဆိုတော့စီဝိုင်းလို့တဲ့ခါမှာလဲဈေးကွက်ကိုကျွန်တော်စဉ်းစားပါတယ်မြန်မာနိုင်ငံလူကြီး90တန်းပဲရှိပါတယ ဒါပေမဲ့မြန်မာနိုင်ငံပတ်ပတ်လည်မှာရှိတဲ့နိုင်ငံတွေရဲ့လူ ਈ ကနှိဘီလီယံကျော်3ဘီလီယံနီးပါးလောက်ရှိပါတယ်။အာဆီယံဆယ်နိုင်ငံပြင်ဟလာအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံနဲ့လူ ਈ အများပြားတဲ့ဗင်နရစ်နိုင်ငံတို့ကမြန်မာနိုင်ငံနဲ့ထိဆက်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါဒီနိုင်ငံတွေကိုခင်ဗျားတို့ရဲ့ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးဘလို့ဘလို့ခင်ဗျားတို့ဈေးကွက်ရှာမလို့ဆိုတာလေစဉ်းစားဖို့အာပါရသမှုစဉ်းစားမယ်ဆိုရင်တော့ပိုပြီးကောင်းပါလိမ့်မယ်။တခုကတော့မြန်မာနိုင်ငံကဘာမှရှိတဲ့ ဒီဒီဒီသဘာဝထောက်ကွန်ပစ္စည်းတွေအခြေခံပြီးထုတ်လုပ်တဲ့အဲ့ဒါတိုင်ပူးမီပစ္စည်းတွေထုတ်လုပ်ခြင်းလုပ်ငန်းခင်ဗျားတို့နိုင်ငံကနေဓာတ်ရိုက်လာပြီးတော့မှ investment လုပ်ပြီးတော့မှခင်ဗျားတို့နီးပညာနဲ့ခင်ဗျားတို့ပစ္စည်းတွေကိုထုတ်လုပ်ပြီးတော့မှသွားတဲ့လုပ်ငန်းဒီနှစ်ခုလုံးကိုမြန်မာနိုင်ငံမှာလာလုပ်မယ်ဆိုရင်ကျွန်တော်ပြောရပါတယ်မိုးချအကျိုးရှိပါလိမ့်မယ်လာမနေ့ကလည်းစူရိုတမရာကြီးနဲ့ကျွန်တော်မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေပေတဲ့ပတ်သက်ပြီးတော်တော်များများဆွေးနွေးသဘောတူညီရရယူခဲ့တာတွေရှိပါတယ် လက်ရှိကြုံတွေ့နေရတဲ့တချို့သက်ခက်ခဲတွေခံရတဲ့ခေါင်းထဲမှာသိမထည့်ပါနဲ့ဒါလည်းတည်ငှားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီပူပေါင်းဆောင်ရွက်ခြင်းအပြင်ဒီအခက်ခဲတွေအောင်းလုံးကျော်လွှားနိုင်မှုတို့ကျွန်တော်ယုံကြည်ပါတယ်အရေးကြီးတာတော့လှုပ်ရှင်နေဆိုတဲ့လှုပ်မယ်ဆိုတဲ့တန်တင်းတာစိတ်ပဲဖြစ်ပါတယ်ဒီတော့ကြောင့်မိတ်ဆွေရုရှားနိုင်ငံသူနိုင်ငံသားများနဲ့လုပ်ငန်းရှင်အားလုံးကိုကျေးဇူးပါကြောင်းကျွန်တော်ပြောလိုပါတယ်လိုအပ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံးနဲ့ထပ်တွေ့ပါမယ် Если uh, понадобится, я буду, я готов встретиться в нашей стране с вами. Спасибо вам большое.